မင်္ဂလာပါရှင်ခေတ်သစ်တရင်ဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးစစ်ကောင်စီတောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ငူလီတပ်တို့ကိုရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးသေဆုံးပြီးအဆောက်အဦများမိလောင်ပျက်စီးဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဘကိုတိုင်တောင်ငူခရိုင်ရှိအကျန်းဖက်စစ်တပ်၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်တောင်ငူလေတပ်တို့ကိုရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ရာလေတပ်ရဲမင်းနှင့်လေတပ်အယောက်ရှိများအပါအဝင်၁၂ဦးသေဆုံးပြီးအဆောက်အဦများမိလောင်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar BWF အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်အပိလ30ရက်နေ့တွင် BWF အဖွဲ့နှင့်မဟာမိတ်အဖွဲ့များဖြစ်သော MKCDF ACPLF နဲ့တန်တောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ကတောင်ငူရှိအကျန်းဖက်စစ်တပ်၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခနှင့်တောင်ငူ K2 မတီ latest scan တို့ကို BWM mission 35နဲ့36အဖြစ် short တိုက်တုံး14လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည် ရင်တိုက်ခိုက်မှုတွင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပခတိုင်းယုံစစ်ဦးစီးဌာနရှိသောအဆောက်အဦအချက်ထိခိုက်ပျက်စီးခဲ့ပြီးတိုင်းငွေစင်ရင်ယုံထိခိုက်ပျက်စီးခဲ့ကြောင်းထို့ပြင်စကမ်းယုံနေရာအချို့လည်းထိခိုက်ပျက်စီးခဲ့ကာလေတက်အရာခံဘုံနှင့်တက်ကြက်ကြီးလိုင်းကန်နေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့ပြီးအရာရှိလိုင်းကန်နေအိမ်နှလုံးလည်းမီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါသည်ထို့တိုက်ခိုက်မှုအတွင်လေတက်ရဲမေနှဦးအပါအဝင် လေတက်အရာရှိ၃ဦးနှင့်အခြားဆင့်စစ်သည်၈ဦးသေဆုံးကာအရာရှိ၅ဦးနှင့်အခြားဆင့် ်သည်12ဦးစိုးရိမ်ပွဲ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလက်တက်3ဦးမော်တော်ယာဉ်နှစ်စီးလည်းမိလောင်ပျက်စီးခဲ့ကြောင်းသိရပါဗျ တောင်ငူလေးတက်အတွင်းမှာလည်းလေရင်တို့လောက်ရောအစာအုပ်အပါဝင်အစာအုပ်နှလုံးထိခိုက်ပျက်စီးခဲ့ပြီးစစ်ကောင်စီလေးတက်အရာရှိနေစစ်သည်အချို့သိဆုံးမှုများနဲ့ပြင်းထန်ဒဏ်ရာရသူတို့ချို့ရှိကြောင်းတောင်ငူလေးတက်ထိခိုက်မှုအခြေအနေနဲ့ပတ်သက်၍စစ်ကောင်စီဘက်မှသတင်းဖုံးပြမှုများနဲ့တားမြစ်ကန့်သတ်မှုများစွာရှိနေသည့်အတွက်ထိခိုက်သိဆုံးမှုဂိမ်းကနန်းအချက်လက်ကိုအတိအကျဖော်ပြ၍မရကြောင်း Brewaras for Myanmar BWN အဖွဲ့မှတာဝန်ရှိသူကပြောဆိုပါသည် တောင်ငူလီတက်ထိခိုက်မှုကိုတိတိကျကျစုံစမ်းလို့မရပေမဲ့အထိနာတယ်လို့သိရတယ်အခုထိလည်းမတက်နိုင်သေးဘူးလို့သိရပါတယ်ခု Brewer of for Myanmar BW အဖွဲ့မှတာဝန်ရှိသူကရှင်းလင်းပြောဆိုကြောင်းသိရှိရပါတယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မန္တလေးမြို့နယ်ရွာရန်ရှေးရွာစတင်ကြောင်းကိုစစ်တပ်က လေရင်ဖြင့်ပုံကျဲမှုအမျိုးသမီးတို့ဦးသေဆုံးပြီး၄ဦးပြင်းထန်ဒဏ်ရာရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမနီယာမြို့နယ်ရွာနှန်းရှည်ရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အမျိုးသမီးတဦးသေဆုံးပြီးလေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းပြည်ဦးလွင်ခရိုင်ပကဖမတာဝန်ရှိသူတဦးကပြောဆိုပါရယ်မေလ3ရက်မွန်လွဲ3:19မိနစ်ကန်တွင်မနီယာမြို့နယ်အနောက်ချမ်းရှိရွာနှန်းရှည်ကျေးရွာစာတင်ကျောင်းအတွင်ကိုတရဦးလီတပ်မတက်လာသည့် အကြမ်းဖက်စစ်တပ်၏ KAW Jet Fighter တစ်စီးဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ယင်းလေကြောင်းတိုက်ခိုက်မှုတွင်အမျိုးသမီးတဦးအမျိုးသမီးတဦးသေဆုံးကပြည်သူလေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးနှွားတကောင်သေဆုံးကစာတင်ကြောင်းဆောင်အဆောက်အဦများလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါသည်။သေဆုံးသွားတဲ့အမျိုးသမီးကတော့အသက်25နှစ်ဝန်းကျင်လောက်ပဲရှိတဲ့ဒဏ်ရာကတော့အမျိုးသားတဦးနဲ့အမျိုးသမီး3ဦးပတ်ဟုပြည်ဦးလင် KI ဘက်ကဖမတာဝန်ရှိသူကပြောပါရယ်။ ပြည်သူများအနေဖြင့်လည်းအကျန်းဖက်စစ်ကောင်စီနဲ့ဝေးရတွင်နေထိုင်ကြရန်နှင့်လေးချောင်းရန်ကာကွယ်နိုင်ရန်အတွက်ဘုံခိုခြင်းများထူထားကြရန် ပြည်ဦးလွင်ခဲပါကဖကအတိပေးနှိုးဆော်ထားကြောင်းသိရှိရပါသည်။ မင်းအွန်လိုင်းနဲ့မိသားစု၏ပြပခီးစင်များအတွက်အသုံးပြုနေသောစစ်တပ်ပိုင် Airbus လေယာဉ်ကိုအပြီးအပြတ်ဝယ်ယူတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းက၎င်း၏ပြပခီးစင်များအတွက်အသုံးပြုနေသည့်စစ်တပ်ပိုင် Airbus လေယာဉ်ကိုအပြီးအပြတ်ဝယ်ယူလိုက်ပြီဖြစ်ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားသောအမိန့်ပြန်ထန်းအရသိရှိရပါသည်။ ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ကထုတ်ပြန်ခဲ့သောစစ်ကောင်စီအမိန့်ပြန်တမ်းတွင်အပြည်ပြည်ဆိုင်ရာမြမလီချောင်း MAI တွင်အသုံးပြုရန် American နိုင်ငံ Aviation Capital Group ထံမှပြန်ရော့အကောက်ခွန်စနစ်ဖြင့်ငားရန်တင်သွင်းထားသည့် Airbus အမျိုးအစား A319115 MSN 5193လေယာဉ် HYLAK ကိုပြန်လည်တင်ပို့ခြင်းမပြုတော့ဘဲပြည်တွင်းသုံးစွဲရန်ဝယ်ယူခြင်းအတွက်ချက်တင်သည့်ဝင်ငွေကုန်နှင့်ကုန်သွယ်လုပ်ငန်းကုန်တို့ကိုကိလုတ်ခွင့်ပြုလိုက်ကြောင်းဖော်ပြထားခြင်းဖြစ်ပါသည်အဆိုပါ MAI အမိခံပေးထားသော Airbus လေယာဉ်မှာမင်းအောင်လိုင်ခီးစင်များအတွက်တည်တဲ့အသုံးပြုနေသည့်စစ်တပ်ပိုင်းလေယာဉ်ဖြစ်ကြောင်းမင်းအောင်လိုင်မိသားစုအတွက်တည်တဲ့အသုံးပြုသည့်လေယာဉ်ဖြစ်ကြောင်းစစ်ဘက်သတင်းရင်းမြစ်ကဆိုပါရယ် ဲ့ဒီ Airbus HYLK လေယာဉ်က MAN ကအမိခံပေးထားတာပါတမရော်ပိုင်းလေယာဉ်မှာ လေယာဉ်အတွက်အာမခံနဲ့ပြပခီးစင်တွေပြန်တန်းဖို့က MAN အမိခံထားပေးမှရတာတမရော်လေယာဉ်ဆိုရင်ပြပခီးစင်အဝေးတွေပြန်တန်းခွင့်နဲ့နိုင်ငံတကာလေယာဉ်ကွင်းတွေမှာဆင်းခွင့်ခက်ခဲတဲ့အရက်ဘက်လေယာဉ်အနေနဲ့တုံးဖို့ MAN ကအမိခံပေးရတာပါဟုစစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ် မဲအောင်လိုက်သည်ရုရှားခီးစဉ်နှင့်တရုတ်ခီးစဉ်များတွင်ယခုဝယ်ယူလိုက်သည် MEI Airbus လေယာဉ်ကိုအသုံးပြုနေခြင်းဖြစ်ပါသည်။မဲအောင်လိုက်က ထိုင်းနိုင်ငံနှင့်ပြပခီးစဉ်အတူများအတွက်စစ်တပ်အထူးလေယာဉ် Fokker SMD F28 0070လေယာဉ်အမှတ်002ကိုအသုံးပြုနေပြီး၎င်း၏မိသားစုပြပခီးစဉ်များတွင် လေယာဉ်နှစ်စီးကိုအဆင်ပြေသလိုအသုံးပြုနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။ လွန်ခဲ့သောနှစ်များအတွင်းမင်းအောင်လှိုင်ဇနီးဂျူဂျူလာတာသမီနှင့်မြေးများစင်ကာပူသို့အလေပတ်သွားခဲ့စဉ် MAI Airbus လေယာဉ်ကိုအသုံးပြုခဲ့ကြောင်းသိရပါသည်။ MAI လေးချောင်းလိုက်မှာရခင်က KBZ ဥအောင်ကိုဝင်းကပိုင်ဆိုင်ခဲ့တော့လဲ24 hour company အုပ်စု၏ဥက္ကဋ္ဌဥအောင်အောင်ဇော်ကပိုင်ဆိုင်ကြောင်းသိရှိရပါတယ်။ ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ဗမော်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလင်းရဲများဖြင့်မီးလောင်ပုံးများချဲချ၍မြို့တစ်ခုလုံးမီးလောင်ပြကြောင်းမြကြီးနားလေတက်ရှော့တိုက်တုံးဖြင့်အပြစ်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်ဗမော်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေရင်များဖြင့်မီးလောင်ပုံများကျဲချ၍မြို့တစ်ခုလုံးမီးလောင်ပြကျနေကြောင်း KIA သတင်းရင်းမြစ်နှင့်စစ်ပီးရှောင်ပြည်သူတို့ကပြောဆိုပါရယ်2024ခုနှစ်ဒီဇင်ဘာလမှစတင်ခဲ့သောဗမော်မျိုးတိုင်းတိုက်ပွဲမှာ9လနီးပါးကြာမြင့်လာခြင်းတွင်ပုံမှုပြင်းထန်လာကြောင်း ဗမော်မြို့နေရအများစုမှာလည်းမီးလောင်ပျက်စီးနေပြီးအထူးကအားဖြင့်စစ်တပ်ကလေယာဉ်များဒရုန်းများဖြင့်မီးလောင်ပုံများကျဲချခြင်းကြောင့်မီးလောင်ပျက်စီးမှုများဖြစ်ပေါ်နေရကြောင်း AB 29ရဲမှဗမော်မြို့တိရိယရဏဇေကြီးမှာစစ်တပ်ကလေယာဉ်ဖြင့်ပုံကျဲမှုကြောင့်မီးလောင်ပြကျသွားကြောင်းသိရပါဗျာ။ ဟိုဘက်ဒီဘက်ပြစ်ခတ်ရင်လည်းမိလောင်ပျက်စီးတာတွေလည်းရှိသလိုအဓိကကတော့တက်က drone တွေလေရင်တွေနဲ့ဘုံတွေထောက်လျှောက်ကျဲချတာတိရိယရနာဈေးကြီးလည်းမိလောင်ပြကြပြီး AB 29ရဲ့ညနေ4နာရီလောက်ခရေကလောင်တာမနေ့ကမနက်ပိုင်းထိလောင်နေနောက်ပြီးမိုးနေနေရွာလို့မိညွန့်ကျိုးသွားပြီမဲ့လှိုက်ပြီးလောင်နေဈေးတစ်ခုလုံးကတော့ကုန်တလောက်ရှိသွားပြီဟုဗမော်မျိုးမှစစ်ပေးရှောင်ပြည်သူတို့ကပြောဆိုပါရယ်ထို့ပြင်ဗမော်မျိုးပေါ်ရှိရက်ွက်အများစုမှာလည်းတိုက်ပွဲများကြောင့်နေအများထိခိုက်ပျက်စီးသွားပြီးအထူးသဖြင့်စစ်တပ်က ကင်းစခန်းများဆုတ်ခွာပြီးရက်ွက်တိုင်းကိုဆုတ်ခွာတိုင်းမှာရက်ွက်များကိုမိရှို့သွားကြောင်းဒေတာတရင်ရင်မြစ်ကဆိုပါတယ်။ မင်းချောင်းကုန်းဘက်မှာဆိုရင်လည်းတော်တော်များများကုန်သွားပြီးကချင်စုလည်းဘာမှရစရာမရှိတော့ဘူးပင်စင်ကုန်းအင်တဲဆက်တွေလည်းကုန်ပြီးမြို့ရဲ့၄ဘုံပုံရင်၃ဘုံလောက်ကပြည့်စည်မှုတွေနဲ့ကုန်းတလောင်နှီးပါပဲဟုစစ်ပေးဆောင်ပြည်သူကဆိုပါတယ်ဗမော်မြို့တွင် KIA နဲ့ KPD ရဲ့ပူးပေါင်းတပ်များကစစ်ကောင်စီ နောက်ဆုံးလက်ချံစခန်းဖြစ်သောစကခ27ခလာရ49များကိုစက်တိုက်တိုက်ခိုက်နေစေဖြစ်ပြီးအမှတ်906 အမှတ်ခွန်3336တန်းချက်ကတရင်တင်ကတရင်အမြောက်တက်366နဲ့ဗမော်လီစိတ်တို့ကိုဒေါ်လာရေးတက်များကတိုက်ခိုက်သိမ်းပိုက်ထားပါရယ် ထို့ပြင်မြကြီးနာမျိုးရှိစစ်ကောင်စီ latest scan ကိုလည်းရမန်နေ့မွန်လွယ်ပိုင်း short တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီထုတ်ပြန်ချက်အရသိရှိရပါတယ်။အေဘီလာ30ရက်နေ့မွန်လွယ်12နာရီမိနစ်30ချိန်မြကြီးနာလေရင်ကွင်းသို့ short တိုက်တုံးဖြင့်ပြစ်ခတ်ခံရပြီးလေရင်ကွင်းအရှိတ်သို့ကြားရောက်ပောက်ကွဲခဲ့ကြောင်းလူထိခိုက်မှုနှင့်အဆောက်အအုံထိခိုက်ပျက်စီးမှုမရှိကြောင်းစစ်ကောင်စီကဆိုပါတယ်။ မြကြီးနာမပါခါကလည်းလက်နဲ့ကြီးတွေဝိုင်းမော်ဘက်ကိုပြစ်နေတာရှိတယ်။မြကြီးနာလေတပ်ဘက်ကတော့ကျွန်တော်တို့ဘက်ကရှော့တိုက်ဒုံးနဲ့မကြာခဏပြစ်ခတ်တာမျိုးရှိပါတယ်။မနေ့ကပြစ်ခတ်မှုကတော့ကျွန်တော်သေးချာမသိသေးဘူးဟု KIA ရှေ့တန်းတင်းရှင်မြစ်ကပြောဆိုကြောင်းသိရပါတယ်။